မင်္ဂလာပါပြီးရင်ပြည်သားများခင်ဗျာဒီနေ့ဆွေးနွေးခန်းအတွက်ကျွန်တော်ဖိကော့တာသူကတော့စီးရေးနိုင်ငံရေးဝေဖန်သုတသူဦးသားစုနဲ့ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာကတော့ NUG အစိုးရပြန်လဲပြည်ပြည့်ဖွဲ့စည်းခြင်းပေါ့နော် ပါတီထူလဲပေါ့ဒီအကြောင်းဆွေးနွေးတော့ဖို့ဖြစ်ပါတယ်ဟုတ်မင်္ဂလာပါဦးသားစုနဲ့ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဆိုတော့ဗျာ NUG အစိုးရကိုပြန်လဲဖွဲ့စည်းလိုက်တယ်ဆိုပြီးတော့ဒီနေ့က CRP ရှင်းလဲကြေညာတယ်ပေါ့နော်ကျွန်တော်ကျွန်တော်တွေ့ရသလားတော့ဒေါက်တာဆာဆာနဲ့ဝန်ကြီး၅ပါးလောက် မပါတော့ဘူးပေါ့နော်ဒါမှကြံလာလူဖောင်းတွေပဲပြန်ဖွဲ့တယ်တိုင်းရင်းသားတွေမပါဘူးလူသေးလည်းမပါဘူးဆိုတော့ထောက်ခံသူတွေကြားမှာပေါ့အားမလို့အားမရဖြစ်နေဆရာဘယ်လိုမြင်လဲဗျโอเคတင်ကြားမင်းကောင်တင်ကြားမင်းကောင်ပေါ်လာလိမ့်မယ်ဆိုရဲဒီကကြားတဲ့အခါကျတော့ကောင်းငင်ကိုမျောကြည့်ပြီးတော့ဘယ်လိုများဆင့်လာမလဲလို့ပြည်သူတွေကတော့မျောကြတာပေါ့ဗျာနောက်ဆုံးကြတော့ ဒိညာမင်းအောင်ဆိုသူကနှစ်ဖူးမှာဂျပန်တယ်လီစီးပြီးတော့ထုံကြားတွေကထွက်လာတယ်ဆိုတာမျိုးအဲ့တော့ပြည်သူလူထုမှာလည်းတော်တော်စိတ်ပြည့်ရတာပေါ့ဗျာအဲ့တော့ပြည်သူလူထုကနော်အပြောင်းလဲတွေလူချင်းနေတာပြောင်းလဲဆိုတာဘူဝါဒအပြောင်းလဲလူပုဂ္ဂိုလ်ပြောင်းလဲဓာတ်တွေကိုမျောလင့်နေတယ်နော်အထူးသဖြင့်တော့ကျွန်တော်တို့ ြည်သူလူတို့ကထက်နိုင်တိုင်ရင်အာဏာသိမ်းရေးလုပ်ငန်းရှင်ကိုအဓိကထားပြီးတော့တိုက်ပွဲဝင်နေခြင်းတယ်။နောက်ပြီးတော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေအားလုံးနော်ညီညီညွတ်ညွတ်လွတ်လပ်စွာပူးပေါင်းပြီးတော့နော်တိုက်ပွဲဝင်စီခြင်းနဲ့ဌာနပြည်သူလူထုမှာတင်ပြအဲ့ဒီပြင်ပြတဲ့အထဲမှာသူတို့ဖြင့်ဗမာမျိုးသားဒေသ လက်နက်ကင်တိုက်ပွဲဝင်နေတဲ့အင်အားစုတွေနဲ့တိုင်းနာလက်နက်ကင်အင်အားစုတွေပူးပေါင်းပြီးတော့ຫນွေဦးတော်လှန်ရေးကိုသုံးသပ်အောင်ဝဲစီကိုတွားစီခြင်းတယ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုထူထောင်ခြင်းစတဲ့မျှော်လင့်ချက်တွေပေါ့ဗျာဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်တွေကဒီနေ့ CRPH ကထုတ်ပြန်လိုက်တဲ့အထဲမှာတော့တစ်ခွမှမပါဘူးဗျာတစ်ခွမှမပါဘူးစစ်ကြောင်းတော့မပါဘူးအဲ့တော့အဓိကပါလာကတော့ဗာလဲဆိုတော့ အဝန်ကြီးဌာနတွေသိများလွန်းနေအတွက်เนาะကျွန်တော်တို့အတချို့ဖြုတ်ပြင်းတင်နေဆိုရဲเนาะကျွန်တော်တို့အပေါ်ရန်ကြတဲ့အဝေဖန်ချက်ကိုပေါ့ဗျာဒီနေ့ကစတိလောက်ကျွန်တော်တို့ကောင်းထယ်ပေါ်လိုက်တာပေါ့ဝန်ကြီးဌာန၄ခုလောက်ကိုဖြတ်သိမ်းလိုက်တာဒါပေမဲ့အဲ့ဒီဝန်ကြီးဌာနတွေကလည်းတစ်ခုကဘာမှအလုံးမရှိသုံးဆွဲလို့မရတာနောက်တစ်ခုက သူတို့မလို့ကျင်တဲ့လူတွေဝင်ကြီးလုံးနေဥပမာအားဖြင့်ကျွန်တော်တို့ဟောဗျာဒေါက်တာဆာဆာတို့နော်ဒေါက်ခင်မမမျိုးတို့လူနော်ဝင်ကြီးတွေဖြုတ်ဆိုတော့သူတို့အတွင်းလူမဟုတ်တဲ့အတွင်းစီးကမဟုတ်တဲ့လူတွေဖြုတ်ပြဖို့နေအာတခြားဘာမှသုံးမရတဲ့ဟိုပါဗျာမိခင်နဲ့ကလေးဆောင်တွေရဒါပေမဲ့သူတို့လူတွေကျတော့ထိန်းထားတာပါပဲဥပမာလျှက်စစ်ဝင်ကြီးဌာနဆိုဘာလုပ်နိုင်လဲ အန်ယူဂျီလည်းဖျောင်းနိုင်ထွန်းပြီးနေရမှာပဲအဲ့တော့ဟိုဟာပေါ့ရာနော်ခုတ်ရတခြားရှာရတလွဲပေါ့ရာနာမည်ကတော့ပြုပြင်ပြောင်းလဲရေးပြီးတော့ CRPH ကကြီးကြီးကျယ်ကျယ်နဲ့ထုတ်ပြန်လိုက်တယ်အဲ့တော့ကိုလူတွေကိုပြန်ပြီးတော့ဟောဂိုင်းဖွဲ့ပြီးတော့ဆက်ပြီးတော့ဟောကျွန်တော်တို့လှုပ်ဆောင်သွားမယ်အနေထားပါဒါပေမဲ့ဝန်ကြီးဌာနကလည်းမမြအမနှဲပါဘူး အခုကကျွန်တော်ရည်ထွက်ကြည်လာ29ရောက်ရှိပါတယ်ဝင်းကြီးဒူးဝင်းကြီးเนาะအဲ့တော့ဆိုတော့ကကျွန်တော်စစ်ကောင်စီရဲ့ဟိုပါဟိုစစ်ကောင်စီရဲ့ကျွန်တော်တို့အအစိုးရကော်မရှင်ဆိုတာတောင်းမှာဒီကျွန်တော်တို့ NUG လောက်မများဘူးလို့ထင်တယ်လူလူကြီးเนาะတော်တော်လေးအပြည့်အစုံများတော့မှာပဲเนาะအခုကတော့ အဲဒါပေမဲ့ဒီဟိုရှေ့လုပ်ငန်းစဉ်တွေဘာတွေနဲ့ပတ်သက်လို့တော့ဘာမှကျွန်တော်တို့ဟုတ်နော်ဒါပေမဲ့အပြောင်းလဲနေဆရာနော်ဟုတ်ကဲ့မူဝါဒဆိုတဲ့ကိစ္စတွေမပါပါဘူးဟုတ်ဒါလူစည်ရင်ပုံမှန်ကြီးပြောတာပေါ့နော်ဆိုတော့အခုလူစည်ရင်ထွက်လာပြီမှာသမရအာယာယီသမရဒူဝါလက်ရှိလာပြောတဲ့ထဲမှာကျွန်တော်နားလိုက်တယ်လို့ကဒါပထမဆေးပေါ့နော်ဒုတိယဆေးတတိယဆေးလောက်ပေါ့ဒုတိယဆေးကျရင်အီအိုကိုယ်စားလှယ်တွေပါလာမယ်လို့သူတို့ဆွေးနွေးနေတယ်လို့ပြောတယ် ဆိုတော့ကျွန်တော်ဒုတိယဆေးမျှော်မှာဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်လည်းပဲသမရာကြီးရဲ့မိငွန်းကိုနားထောင်လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့နော်အာဒီငါးနှစ်တာဖြတ်သန်းပြီးတဲ့အခါမှာကျွန်တော်တို့ဒီ NUG ရဲ့လုပ်ငန်းစဉ်တွေထဲမှာနော်ငါးနှစ်တာဖြတ်သန်းပြီးတဲ့အခါမှာတပ်ပေါင်းစုလုပ်ငန်းနဲ့အလုပ်လုပ်ဖို့လိုတယ် အထူးသဖြင့်တိုင်းအနာလက်နက်ကင်ဖွဲ့စည်းတွေနဲ့နော်အဲပေါင်းစပ်ပြီးတော့တိုက်ပွဲဝင်ရမယ်ဆိုတဲ့ကောက်ချက်တခု၅နှစ်ကြာတော့မှရလာတာပေါ့ဗျာအဲ့တော့နောက်ထပ်တစ်ဆင့်ကတော့တမရကြီးအပြောရဆိုရင်တော့တိုင်းအနာလက်နက်ကင်ဒီအစိုးရဖွဲ့ထဲမှာပါဝင်လာအောင်ကြိုးစားမယ်လို့သူကပြောပါတယ်အဲ့တော့သမရာကြီးပြောတာအခု ျွန်တော်တို့၅နှစ်မြောက်မှာနော်ကျွန်တော်တပ်ပေါင်းစုဖွဲ့ရမယ်ဆိုတော့သဘောတူလာတယ်၅နှစ်ပြည့်ပြီးတဲ့အခါမှာနောက်တစ်ဆင့်ကတပ်ပေါင်းစုဖွဲ့တဲ့နေရာမှာတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေကိုအဓိကထားပြီးတော့ကျွန်တော်စီုံသိမ့်သွင်းမယ်အစိုးရအဖွဲ့ထဲမှာနောက်တစ်ဆင့်မှာပါဝင်လာအောင်ကြိုးပမ်းမယ်လို့ပြောပါတယ်။အဲ့တော့အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်ကို ကျွန်တော်တင်ပြချင်ပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့သမရာကြီးကဒီလိုတိုင်းရင်းသားတွေနဲ့တပေါင်းစုဖွဲ့နေမှာအတားစီစီရှိတယ်အင်းအဲ့လိုပြောတယ်အဲ့ဒီအတားစီကတော့သူပြောတာပြည်ရင်းစစ်အတွင်းမှာเนาะကျွန်တော်တို့အာဒီစစ်ကော်မရှင်စစ်ဆိုရကတွေကနေပြီးတော့မျိုးစုံเนาะကျွန်တော်တို့သွေးခွဲတာเนาะကျွန်တော်တို့အာနောက်ပြီးတော့ဟို တစ်ဖက်ကိုတောင်းဟိုကျွန်တော်တို့ KAI တိုက်နေတဲ့အချိန်မှာကျွန်တော်တို့အဲ KNU နဲ့မဟာမိတ်ဖွဲ့တာသူခွဲမူဝါဒတွေအမျိုးမျိုးကျင့်သုံးတယ်။နောက်ပြီးတော့အာဒီတိုင်းရင်းသားတွေကြားထဲမှာဒီစစ်တပ်ကနေပြီးတော့ပြည်ရင်းစစ်အတွင်းမှာကျွန်တော်တို့ဟိုအမြောက်နဲ့ပြစ်တာနော်တပ်ဖြတ်တာစရတယ်အဲ့လိုရှုပ်ထွေးတဲ့ကိစ္စတွေဖြစ်နေတဲ့အတွက်တိုင်းရင်းသားတွေနဲ့နားလည်မှု မယူနိုင်တာဖြစ်တယ်ဆိုပြီးတော့ပြည်တွင်းစစ်ကိုပုံချလိုက်တဲ့အဲသမ္မတကြီးရဲ့ကောက်ချက်ကတော့ခြေနေမှန်နဲ့မကိုက်ညီဘူး။တမိုင်းဖြစ်စဉ်နဲ့မကိုက်ညီကျွန်တော်ကအဲ့ဒါလို့မြင်ပါတယ်။တမိုင်းဖြစ်စဉ်ကဒီနေ့တိုင်းသားတွေဖြစ်နေတဲ့အနာအဆာတွေဟာနော်အဟံအတားတွေဟာအဲ့ဒီစစ်တပ်နဲ့ပတ်သက်တဲ့ပြည်တွင်းစစ်ကြောင့်ဖြစ်နေတဲ့ကိစ္စတွေ မဟုတ်ပါဘူးစစ်တပ်ကနေပြီးတော့တိုင်းပြည်ကိုအာဏာကိုချုပ်ကန့်ထားတဲ့အကြောင်းချက်ကတခုလာပြီးတော့ပါတာပေါ့ဒါဒါပေမဲ့တော်လှန်ရေးအဖွဲ့အစည်းစီချင်းချင်းပေါင်းစည်းမှုမရှိတဲ့ကိစ္စပေါင်းစည်းလို့မရတဲ့ကိစ္စအဲ့လိုဖြစ်ရတဲ့အကြောင်းကတော့ဒီစစ်တပ်ကြောင့်နေမဟုတ်ပါဘူးကျွန်တော်တို့အာတော်လိုင်းအင်အားစုအချင်းချင်းကြားထဲမှာ မှားယွင်းတဲ့သဘောထားမှားယွင်းတဲ့မူဝါဒမှားယွင်းတဲ့เนาะကျွန်တော်တို့ကန့်သတ်ချုပ်ချယ်မှုတွေကြောင့်ကျွန်တော်တို့ဖြစ်ခဲ့ရတာလို့ကျွန်တော်ကသုံးသပ်ပါတယ်တမရာကြီးပြောတဲ့เนาะတမိုင်းเจ้าနေရဖြစ်တာမဟုတ်ဘူးတကယ်ဖြစ်နေရတဲ့အကြောင်းကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဗမာပြည်မှာအခုကပုံဝင်လင်းပြောရရင်အင်အားစု၃စုရှိတာကိုရနော်ကျွန်တော်တို့တခုက တခုကတော့စစ်ကောင်စီပေါ့နောက်တခုကတော့ NLD ပါတီပေါ့ NLD ပါတီကတော့ပြည်သူအများစုကိုစီယုံထားနိုင်ခဲ့တာပေါ့နောက်တခုကတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့အဲ့လိုအင်အားစုသုံးစုရှိတဲ့အထက်မှာဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့မှားယွင်းတဲ့နော်အာတစ်ဖက်ဆောင်းနေနိုင်တဲ့ကျွန်တော်အာသဘောထားတွေ မားတွေကြောင့်ဒါတွေဖြစ်လာတယ်လို့ကျွန်တော်မြင်ပါတယ်ဒီနေ့ဖြစ်နေတဲ့ပြဿနာဒီနေ့တပ်ပေါင်းစုတွေကြားထဲမှာပြင့်တော်အောင်ဆန်းစုကဒီစုကြည်ကဒီအင်အားစုသုံးခုရှိတဲ့အထက်မှာသူကအဓိကသူအားထားတာတိုင်းသားတပ်ပေါင်းစုတွေမဟုတ်ပါဘူးလက်နက်ကင်ဖွဲ့စည်းတွေမဟုတ်သူကလက်နက်ကင်တိုက်ပွဲတောင်မှသိအယုံကြည်ရှိတယ်လို့မဟုတ်ပါဘူးအဲ့ဒီခါကျတော့သူကဘာကိုအဓိကထားလဲဆိုတော့ သူကဒီစစ်တပ်နဲ့မျိုးသားပြန်လဲတိတ်မြန်ရေလုံနိုင်ရင်ဗမာပြည်ပြဿနာတွေဖြေရှင်းနိုင်နိုင်လိမ့်မယ်လို့ယူဆပြီးတိုင်းရင်းသားတွေရဲ့လှုပ်ရှားမှုတွေသဘောထားတွေကိုကြောခိုင်းပြီးတော့ကျွန်တော်တို့ဒီစစ်တပ်အလိုရစစ်တပ်ကိုအလိုလိုက်ပြီးတော့ကျွန်တော်တို့ဖေဖေချစ်တဲ့တမရော်ကြီးကိုဆက်လက်ထိန်းသိမ်းဖို့ကြိုးစားတဲ့အတွက်နောက်ဆုံးသူကိုယ်တိုင်အာဏာသိမ်းခံရပြီးတော့ဒီနေ့ ထောင်ထဲမှာနော်အသက်80ကျော်မှာဖြတ်တန်းနေရတဲ့အချိန်ကြီးရောက်တာပါအဲ့ဒီဒေါအောင်ဆန်းစုကြည်ရဲ့အမားတွေကနော်ကျွန်တော်တို့ဒါကကျွန်တော်ကပြည်သူတရားလုံးကဒေါအောင်ဆန်းစုကြည်ကိုလေးစားနေတယ်ထောက်ခံတယ်ကျွန်တော်လည်းလေးစားပါတယ်ထောက်လည်းထောက်ခံပါဒါပေမဲ့တကယ်တော်လန်ရဲ့လိုအပ်ချက်နဲ့တော်လန်ရဲ့အခြေအနေတွေနဲ့ပေါင်းစပ်ကြည့်တဲ့အခါမှာဒေါအောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ကျွန်တော်တို့အအမျိုးသားပြန်လည်တင့်မြတ်ရေးတည်ဆောက်နိုင်မှုအတွက်ကျွန်တော်တို့အဒီတိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ကိစ္စမှာကြောခိုင်းထားခဲ့နော်ဒီအတွက်ကျွန်တော်ကကျွန်တော်အတွေ့အကြုံချက်ကိုကျွန်တော်ပြောပါကျွန်တော်တို့ NLD ပါတီအနာရနေတဲ့ကာလမှာတိုင်းသားလက်နက်ကိုင်အင်အားစုတွေအားလုံးက ပင်လုံးညီလာခံတက်ကိုကြိုးစားခဲ့ကြတာထောက်ခံခဲ့ကြအဲ့ဒီအထက်မှာကျွန်တော်တို့ဥဝင်းတယ်ပေါ့ဥဝင်းတယ်ဟာသူမသိခင်မှာ2000ခုနှစ်နောက်ပိုင်းမှာကျွန်တော်တောင်းပေးတယ်ကျွန်တော်ဥဝင်းတင်နဲ့အန်ယူဟိုကျွန်တော်တို့ဒိုင်နာလက်နက်ကင်အဖွဲ့အစည်းတွေ NLD နဲ့ပူးပေါင်းရေး နိုင်ဆက်ဆက်နိုင်ကိစ္စအတွက်ကျွန်တော်ကမြောက်လုပ်ငန်းတွေကျွန်တော်တော်တော်များများလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ KAE ကိုဥဝင်တင်ကသွားပါဆိုပြီးတော့ကျွန်တော်ကိုဗီဒီယိုတစ်ခွေပေးပြီးတော့သူ့ရဲ့ဒီဖက်ဒရယ်ဂျမူစီဒီဆောင်ရည်သဘောထားတွေနဲ့ပတ်သက်ပြီးတော့ရှင်းပြထားတဲ့ဗီဒီယိုဖိုင်ပေးလိုက်ပါတယ်။ကျွန်တော်အဲ့ဒါယူပြီးတော့တော်တော်သွားခဲ့ပါ ကျွန်တော် KIA ဌာနချုပ်လိုင်စာကိုရောက်ပါတယ်လိုင်စာကိုရောက်တဲ့အချိန်မှာအဲ့ဒီကအရေးကြီးတဲ့ခေါင်းဆောင်တွေအားလုံးလူလူနဲ့ကျွန်တော်တွေ့ခဲ့ပါတယ်အဓိကတော့ဆွေးနွေးရတာတော့ဘုဂျုံခံဖြောင်းဘုဂျုံခွန်မော်နဲ့သူတို့နော် KIA ရဲ့အတွင်းဒီပုဂ္ဂိုလ်ကြီးတွေနဲ့ကျွန်တော်ဆွေးနွေးခဲ့ ထွေးထွေးလိုက်တဲ့အခါမှာသူတို့ကလည်းအဲ့ဒီကိစ္စကိုလိုက်လဲနှွေးထွေးပါလိုက်လဲနှွေးထွေးတဲ့အတွက်သူတို့ကအပြာမှာ NLD ပါတီနဲ့ KIA နဲ့ညှိနှိုင်းဆွေးနွေးပြီးတော့မဟာမိတ်ဆက်ဆံရေးထူထောင်မှုအတွက်သူတို့ KIA ကိုစလဲတယောက်ကိုထည့်လိုက်ပါအဲ့ဒီ KIA ကိုစလဲတယောက်ကိုကျွန်တော်ခေါ်ပြီးတော့ NLD ပါတီရုံးမှာသွားပြီးတော့ ဝန်တင်စီကိုတွေ့ဆုံတယ်အဲ့ဒီတွေ့ဆုံတဲ့အခါမှာကိုယ်စလဲပါလာတယ်ဆိုတဲ့အကြောင်းကိုကြောင်းကြားတဲ့အခါမှာဥဝင်တင်ကတော့စိုက်လဲနှွေးထွေးစွာကြူဆိုပါလေနောက်ပြီးတော့ကျွန်တော်တို့အဲ့ဒီအချိန်ကခန္ဓာကျုပ်မှာရှိနေတဲ့ဥတည်မှုသူနဲ့ဥတည်မှုနှစ်ယောက်အဲ့ဒီကိုယ်စလဲနဲ့ကြာရီကိုယ်စလဲနဲ့ဆွေးနွေးမယ် ဘောတူကြဘူးကျွန်တော်ကတော့အဲ့ဒီရှင်နီဝိုင်းနဲ့မှပါပါဘူးကျွန်တော်ဆက်သွယ်ရေးသမားဆိုတော့မြန်မာပဲတိုင်းနေတော့ဒါပေမဲ့ထူးခြားတာကဒေါအောင်ဆန်းစုကြည်ဟာအဲ့လိုတရားမဝင်တဲ့အဖွဲ့အစည်းအပုဂ္ဂိုလ်တွေနဲ့တွဲဆုံလူတဲ့ဆန္ဒမရှိဘူးဆိုပြီးရှောင်ခဲ့ပါဒေါအောင်ဆန်းစုကြည်မတက်ပါဘူးအန်ဂယ်ရုပဲတက်ကြပါဆိုပြီးတော့ဥဝင်းတင်တယ်ဥတည်မှုဆွနေခိုင် ဘာတွေဆွေးနွေးလဲဆိုတော့အသေးစိတ်ကျွန်တော်သိတော့ဘူးဒါပေမဲ့ကျွန်တော်နောက်ပိုင်းသိရတာတော့ KIA နဲ့ NLD ပါတီကြားထဲမှာမဟာမိတ်ဆက်ဆံရေးတရလမ်းကြောင်းတရပေါ်ဆောင်မှုထူထောင်မှုဆိုတဲ့ကိစ္စအောင်မြင်ခဲ့ပါဘူးဒေါအောင်ဆန်းစုကြည်ကလက်မခံလို့ဒေါအောင်ဆန်းစုကြည်ကကျွန်တော်တို့စစ်တပ်ကနော်တမရော်က ဒီတန်ရရှိမဲ့ကိစ္စလူနေတယ်လှုပ်ချင်တဲ့ဆန္ဒမရှိလို့နော်ဒီဆက်သွဲပြတ်ခဲ့တော်ဆန်းစုကြည်မြကြီးရာကိုရောက်တဲ့အချိန်ကလည်းကရေးဌာနချုပ်လိုက်ဆရာကနေပြီးတော့လမ်းတစ်လျှောက်ကချင်မျိုးသားမျိုးသမီးပြည်သူတွေကိုကျွန်တော်တို့ပန်းစည်းတွေနဲ့စောင့်ဆိုင်ပြီးတော့တော်ဆန်းစုကြည် လာအောင်ကျွန်တော်တို့ကံလန်ဖိတ်ခေါ်ခဲ့ပါတယ်။ဒေါက်ဆန်းစုကြည်ကမလာဘူး။အဲဒီမှာ KIA ကလည်းသဘောပေါက်သွားပါတယ်။ဒေါက်ဆန်းစုကြည်ကစစ်တပ်ညွန်ညင်မဲ့ကိစ္စအမျိုးသားသင်းပြန်လဲသင်းမြရေးဥတီချက်နဲ့သူလှုပ်ဆောင်မှုလိုအပ်နေတဲ့အချိန်မှာ သူ့အနေနဲ့နော်တရားမဝင်တဲ့အဖွဲ့အစည်းတွေနဲ့မဆက်သွယ်ဘူးဆိုတဲ့သဘောထားလေးရှိပါတယ်။အဲဒီအပေါ်မှာဒီ KIA တစ်ခွဲတည်းမဟုတ် ျန်တဲ့ဖွဲ့စည်းတွေတိုင်းသာလက်နက်ကင်ဖွဲ့စည်းတွေကျွန်တော် ULS လည်းပါတယ်နော်ဒေါ်စုကိုကျူးဆိုခြင်းဒါပေမဲ့ဒေါ်စုကမလာဘူးဒေါ်စုကစစ်တပ်နဲ့မျိုးသားပြန်လည်ရေးသိမ့်မြရေးလုပ်ငန်းစဉ်တွေသူသူ့အနေနဲ့ဒီဗမာပြည်ရဲ့ဖွဲ့စည်းပုံပြုရေးကိုသူကရလိမ့်မယ်လို့မျှော်မှန်းတာအဖြေကတော့အခု2021အာနာသိမ့်ခံပြီးတော့သူထောင်ထဲရောက်တော့ အဲ့ဒီအတွက်ကျွန်တော်စိတ်မကောင်းပါဘူး။ဒါပေမဲ့ဒီလိုတော့ကျွန်တော်တိုင်းစားလက်နက်ကင်ခွဲတွေက NLD ပေါ်မှာအမြင်ဖြစ်ရတဲ့အကြောင်းကဒေါ်ဆန်းစုကြည်ရဲ့အဲ့ဒီအားနည်းချက်ကြောင့်ဖြစ်ရတယ်ဆိုတော့ကျွန်တော်ကဥပပြောချင်ပါဟုတ်ကဲ့ဒါရမို့ခုတော့ပြန်ပြန်တို့ဒုတိယဆင့်စောင်းမှုတော့ဒါမို့ဒုတိယအဆင့် KIA ကနားလည်လက်ခံအောင်ပြောကြိုးပမ်းမယ်ဆိုတဲ့ကိစ္စကိုကျွန်တော်အနေနဲ့ဆိုရင် အခုပထမအဆင့်ဒီကပ်ပေါင်းစုဖွဲ့ဖို့ဆိုတာကိုသဘောပေါက်တာ9နိုင်9နှစ်ကြာတယ်အဲ့တော့ဒုတိယအဆင့်သူတို့ ਨੇ သူတို့ကိုအစိုးရဖွဲ့ထဲမှာထည့်ပြီးတော့ကပ်ပေါင်းစုဖြစ်လာဖို့ဆိုရင်10နှစ်လောက်ကြာပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါတစ်ခုပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့နောက်တစ်ခုကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီဒီနေ့ကာလຫນွေဥတော်လိုင်းကြီးဟာနော်ໃຈတည်ဖြစ်စေမໃຈတည်ဖြစ်စေ အာရခတမရောနဲ့အာရခတအာတတ်တော်ကကျွန်တော်တို့ဟိုဥဆောင်နဲ့နော်တိုက်ပွဲကနော်အတော်လေးကိုပြင်းထန်သဲသံပါတယ်တိုက်ပွဲကလည်းရှင်းမျက်နှာငါးခုခွင့်ပြီးတော့တိုက်နေတာဒါပေမဲ့ပြောကျင်တာကအဲ့လောက်ထိနော်ຫນွေဦးတော်လန်ကြီးအတွင်းမှာဒီခုနကအာရခတ ဘတ်တော်နေနဲ့เนาะရက်ကီတာလမ်းစဉ်ကိုပူဖော်ယူနေမကောင်းတပီလုံးငြိမ်းချမ်းရေးရဖို့ဖက်ဒရယ်ဒီမိုကရေစီထူထောင်နိုင်မှုရှေ့အာဏာရှင်တွေကိုတိုက်မှရမယ်ရှေ့အာဏာရှင်တွေကိုနေပြီးတော့နေပြီးတော့ဖယ်ရှားပြီးမှရမယ်ဆိုတဲ့အမြင်ခိုင်ခိုင်မာမာရှိနေပါတယ်ဒီနေ့စစ်ကြောင်း၅ကြောင်းကျွန်တော်တို့ရှိနေပါတယ်စစ်တွေတောက်ဖြူကျွန်တော်တို့ မြို့ဝကျုံးမော်မခွေးနော်စရဲဘောအဲ့ဒီနေရာတွေရှစ်ကျောင်းနေငါ့ကိုခွဲပြီးအဲ့တော့ကျွန်တော်ပြောချင်တာပါလဲຫນွေဥတော်လန်ကြီးအောင်ပွဲရဖို့ဗမာမျိုးသားတရရဲ့အဲစီယုံမှုနဲ့အဲကျွန်တော်တို့တပ်ပေါင်းစုကြီးထူထောင်နိုင်ရုံနဲ့လည်းမရပြည်နယ်တစ်ခုချင်းရဲ့အဲကျွန်တော်တို့စစ်ကောင်စီကိစ္စရေးဆိုတဲ့လုပ်ငန်းစဉ်နဲ့လည်းမရဘူး အဲ့ဒီတည်းမှာနော်ကျွန်တော်တို့အရေးကြီးဆုံးကဘာလဲဆိုတော့ဒီတပ်ပေါင်းစုကိုကျွန်တော်တို့အာရခတတ်တော်ရဲ့စီရေးအစီအစဉ်နေနဲ့ကျွန်တော်တို့ပူးပေါင်းတိုက်ပွဲဝင်နိုင်မှာကျွန်တော်တို့နေပြည်တော်ကိုရောက်နိုင်မယ့်အခြေအနေဖြစ်တယ်ဆိုတာဒါကျွန်တော်တို့ဒီစီရေးကိုသဘောပေါက်တဲ့လူတွေအနေနဲ့ဒါကတည်ပြီးသားဒါပေမဲ့အခုပြီးခဲ့တဲ့9နှစ်အတွင်းမှာ NUG အစိုးရအနေနဲ့ အရခတ်တတော် ਨੇ ဆက်သွယ်တာဘူပေါင်းတိုက်ပွဲဝင်မရှိပါဘာပဲရှိလဲဆိုတော့အရခတ်တတော်ရဲ့ကျွန်တော်ကျွန်တော်တို့ဟိုဒီပြည်တွင်းစစ်စီပေါ့ဗျာနော်မြို့ကျွန်တော်ဆက်စင်ကြီးနော်မကွေးဆက်စင်ကြီးစတဲ့အဲဒီဆက်စင်ကြီးတွေအတွင်းမှာအောက်ခြေကပြည်သူလူထုဖွဲ့စည်း PDF တွေ ਨੇ ပူးပေါင်းတိုက်တာတွေရှိပါ ဲ့တော့ကျွန်တော်ကကျွန်တော်ကအာရခတတ်တော် ਨੇ ဒီအခု NUG နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့စီကော်မတီနော်စစ်ဝင်ကြီးခွဲခွဲစည်းဖို့ဆိုတဲ့ကိစ္စကပို့ပြီးတော့အရေးကြီးတယ်ပို့ပြီးတော့လိုအပ်တယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒါက KIA နဲ့ဆက်ဆံရတာလေပို့ပြီးဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်ရဲ့ကျွန်တော်တို့တည်ရင်နဲ့ပတ်သက်တယ်နော်အဲဘူဝါရအမားတွေသဘောရအမားတွေကပို့ပြီးတော့များလို့ပါ2019ခုနှစ်ကကျွန်တော်တို့ဖြစ်ပွားခဲ့တဲ့အာဒီကျွန်တော်ရခိုင်ဒီကျွန်တော်တို့မြောက်ပိုင်းကတိုက်ပွဲတွေအတွင်းမှာစစ်တပ်ကိုနော်ကျွန်တော်တို့ ီအကျန်းဖက်တွေကိုစီရေးရတိုက်ခိုက်နေနေမှုဆိုတဲ့ကိစ္စကိုသဘောတူတဲ့အကြောင်းကိုဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကျွန်တော်တို့ပြောခဲ့စုခဲ့တာအဲ့ဒါဟာအလုံးကိုမာယွန်းပါတယ်ဟုတ်တကူကဒီအေအေတက်မလို့ကိုအကျန်းဖက်ဖြစ်ဖွဲ့ရှိတယ်ခေါ်တာနောက်ပြီးတော့စစ်တပ်ကိုအကျန်းဖက်ဖွဲ့အေအေကိုတင်နေမှုအတွက်သူက ွင့်ပြုချက်ပေးတယ်။အဲ့ဒီနောက်ပို့ဆိုတာကတော့ကျွန်တော်တို့ဒီရိုညာရိကိစ္စပေါ်လာတဲ့အချိန်မှာကျွန်တော်တို့ဟိတ်တရားယုံကြည်သွားပြီးတော့စစ်ကောင်စီကိုကာကွယ်ခဲ့အဲ့ဒီကာကွယ်ခဲ့တာတွေရဲ့အကျိုးဆက်ကတော့ဘာလဲဆိုတော့နော်ကျိုးဆက်ကတော့သူကခုမင်းအောင်လှိုင်အာနာသိညင်ကိုခံလိုက်ရတော့အဲ့တော့ ဒီအကျန်းဖက်သမားဖြစ်နော်ကျွန်တော်တို့ဆွဆွဲခဲ့တယ်အဲဆွဆွဲခံနေရတယ်ဒီဖွဲ့စည်းနောက်ပြီးတော့စစ်တပ်ကိုဒီအကျန်းဖက်ဖွဲ့စည်းကိုနှိမ်နင်းမှုနော်ကျွန်တော်တို့သဘောတူခဲ့တဲ့တောင်ဆန်းစုဒီစစ်တပ်ရဲ့အကျန်းဖက်မှုတွေကိုကာကွယ်ပေးဖို့အတွက်ဟိတ်တရားရုံးမှာတက်ပြီးတော့ကာကွယ်ပေးတဲ့တောင်ဆန်းစုကြီးနဲ့ကျွန်တော်တို့ သူ့ရဲ့အမားတွေသူ့ရဲ့ကျွင်းရက်တွေကိုကျွန်တော်တို့ကြခိုင်တတ်တော်အနေနဲ့လက်ခံမှုတော်တော်ခဲရမှာအဲ့ဓာရီဖြေလျှော့ပြဖို့ပါတယ်လို့ပါသေးဒါမှခက်တာဒေါ်မစုကြည်ကိုရိုင်းဒီနေ့ဘာဖြစ်နေလဲဆိုတော့ဒီနေ့မဲအောင်ရဲ့အကျဉ်းသားအကျဉ်းဆံဘဝကြောင့်အသက်80ကျော်မှအဲ့ဒီဘဝရောက်ရတဲ့အကြောင်းကကျွန်တော်စိတ်မကောင်းစရာ ဒါပေမဲ့အဲ့ဒါကဘာကြောင့်ဖြစ်တယ်လဲဆိုတော့သူ့အမားတွေကြောင့်အဲ့ဒီအမားတွေကြောင့်အဲ့ဒါတွေကိုဖြေလျော့ဖို့ဆိုလို့ရှိရင်ကျွန်တော်ကအခု9နှစ်တွင် NUG ကနေပြီးတော့လုံဝင်ဆိုတဲ့ကိစ္စဟာ10နှစ်လောက်တော့ကြာလိမ့်မယ်လို့ထင်တယ်။ဒါကြောင့်မို့လဲဘ ෝජ ုတ်ထွန်းမြတ်နိုင်ရဲ့အင်တာအင်တာဗျူးတွေမှာချုပ်ကြည့်လိုက်လို့ရှိရင်သူတို့အနေနဲ့ကတော့အာဘ ෝජ ုတ်ထွန်းမြတ်နိုင်ကတစ်ဖက်က regular landing ကိုကုန်ထည့်ပေါ်မယ်။ အဲနောက်ပြီးတော့သူတို့သူတို့အနေနဲ့နော်ကွန်ဖက်ဒရိတ်လမ်းကြောင်းတိုင်ရပ်တည်ခြင်းဒါတွေပြောခဲ့ပါတယ်ဒါပေမဲ့တိုက်ပွဲတိုင်ရင်းနဲ့ရခိုင်ပြည်နယ်တခုလည်းလွတ်မြောက်ရုံနဲ့မလွတ်မြောက်နိုင်ဘူးဗမာတွေတခြားတိုင်းသားတွေကလွတ်မြောက်မှလိုအပ်တယ်ယူဆတဲ့အတွက်အခုကသူကစစ်ကြောင်းကားကြောင်းခွဲပြီးတော့ဟိုကလှုပ်ရှားနေတာဖြစ်ပါတယ်အဲ့တော့အဲ အဲ့တော့ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ရင်အင်တာဗျူးဒီမှာကျွန်တော်ကြာခဏကျွန်တော်နားထောင်ရတာတွေ့ရတာကဘာလဲဆိုသူတို့ကတော့အချိန်မီးမဟာမီးပြုတ်ကျင်တဲ့သဘောထားတော့ရှိပါတယ်ဒါပေမဲ့ဂရိသစ္စာတည်ဖို့တော့လူတွေဂရိသစ္စာ ပြက်ခဲ့တယ်နော်ဗမာဥစုသူတွေရဲ့ကိစ္စကကျွန်တော်တို့ဘုဂျုအောင်ဆန်းရဲ့ပင်လုံစာရုပ်ပါသဘောထားတွေကိုဖြတ်သိမ်းတံကနေစပြီးတော့အခု เนาะနောက်ဆုံးเนาะဒီဇခိုင်နေနဲ့ပူပေါင်းဆောင်ရွက်ရေးမှာတော့ဇခိုင်အီတတ်တော့အကျန်းဖက်ပြဆွဆွဲပြီးတော့စစ်တပ်ဘက်ကနေပြီးတော့ရက်တီပြီးတော့လုံနေတယ်ကျွန်တော်တို့ NLD ပါတီ NLD ပါတီရဲ့တော့မူဝါဒတွေသူတို့အနေနဲ့လက်ခံနေတော့ခက်တယ်ကြောင်းဒါပေမဲ့အဲ့ဒီ NLD ဆိုတဲ့စကားလုံးနဲ့တော့ပြောတာမဟုတ်ပါဘူးเนาะသို့တော့เนาะသူဆိုလိုတာကတော့အဲ့ဒါပါဟုတ်အခု NUG ဆိုတာလည်းဘာလဲဆိုရင်သူ့အမြင်ရပြောရင် NLD အဲအစိုးရထူထောင်နေအဲ NLD အစိုးရကိုပြန်အသက်သွင်းမဲ့အဲအစိုးရအဖွဲ့လို့သူကယူဆထားတာအဲ့ဒါကြောင့်အဲ့ဒါတွေကိုကျွန်တော်တို့ဖြေပြောက်ပြင်နိုင်မှုเนาะ ယုံကြည်စိတ်ချရတယ်မာမီဖြစ်နိုင်မှုတို့ကျွန်တော်လိုအပ်မယ်ကိစ္စအများကြီးရှိတယ်။အဲ့ဒါက10နှစ်လောက်ကြာနေတယ်လို့ကျွန်တော်သုံးသပ်။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီကွချုံပဲအဲ့တော့ဒါဒါတွေကပြီးခဲ့တဲ့ဟာတွေပေါ့နော်ကျွန်တော်သင်္ကန်းသားယူပြီးတော့အခုအခုသမရာကြီးပြောတဲ့အတိုင်းဒုတိယဆင့်မှာအားလုံးပါလာအောင်လုပ်အောင်ဒီလိုပဲဒီကွချုံပါမှာကျွန်တော်။ဘာလဲခရီးချုပ်ကျင်လဲချုပ်ပါနော်ဒါပေမဲ့ကျွန်တော်ကဘာပြောချင်တာလဲဆိုတော့အခု NUG လုံနေပုံနဲ့ဆိုလို့ရှိရင်နော် ရှင်းနိုင်တည်းအာနာသိရင်ဆိုတဲ့သဘောထားလည်းမရှိဘူးနော်အာစီရီယာသူချိန်ကြောက်ပြီးတော့ကျွန်တော်ဆွေးနွေးဝဲဝိုင်းခေါ်ဖို့ဆိုတဲ့သဘောထားက NUG ခေါင်းဆောင်တွေကြားထဲမှာကျွန်တော်ပြန့်နှံ့နေတဲ့သဘောထားဖြစ်တယ်ပြည်သူလူထုရဲ့စန္ဒကဆင်းနိုင်တိုင်းအာနာသိရင်လုတ်ချင်နော်အဲ့ဒါကြောင့် NUG ရဲ့ဒီပြုပြင်ရေးနဲ့ဒီတော်ရာကြီးရဲ့နောင်ရှိဆက်လုပ်မဲ့လုပ်ငန်းစဉ်တွေဟာအနည်း20လောက်ကြာသွားနိုင်တဲ့အတွက် အဲ့လောက်ထိတော့ကျွန်တော်တို့ပြည်သူတွေကသိခံနိုင်မှာမဟုတ်ဘူးအဲ့ဒါအဲ့အတွက်ကျွန်တော်တို့ဟိုတခြားသောကျွန်တော်တို့အင်အားစုတွေเนาะစုစည်းပြီးတော့ຫນွေဥဒေါ်လာယူဆက်ပြီးကောင်ထဲခေါ်နေအောင်ကြိုးစားသွားကြဖို့လူတယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ဒါကျွန်တော်အမြင်ချုပ်ပါဟုတ်ကဲ့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 ကျေးဇူးတင်ပါဗျာကျွန်တော်စီးရေနိုင်ငံရေးဖန်တော်သက်စနေကျေးဇူးတင်ပါဗျာ